မင်းတရားမြတ်တို့များအားလုံးမင်္ဂလာပါနော်ဒီနေ့ကျွန်တော်ပြဒီ live ပေါ်တက်တာလေးကြာပြီပေါ့နော်အဲ့ရောက်ဒီနေ့ကျွန်တော် live ပေါ်မှာဒီချစ်သူဝေတို့အကြောင်းနဲ့ပတ်သက်ပြီးစကားလေးနဲ့ပြောချင်တယ်ဗျာနော်ကျွန်တော်ဟိုးတခါချစ်သူဝေတို့ပေါ့နော်လွန်ခဲ့တဲ့တနင်္လာနေ့လောက်ကဒီအမေရိကန်လာတဲ့ကိစ္စမှာလေကျွန်တော်ပြောထားတဲ့ file တွေရှိပါတယ်နော်အမင်းတရားလေးရှာပြတာချစ်အခုလဲလက်ရှိဒီချစ်သူဝေတို့အင်ဝေတဲ့ကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်ရှာပြတော့မှာဖြစ်ပါတယ်ချစ်သူဝေတို့ဒီတိုက်ဆက်ပြင်းနေပေါ့နော်ဒီမျိုးမျိုးမှာအင်ဝေတယ်ပေါ့အဲ့ဒီအင်ဝေတဲ့ကိစ္စမှာစကားစလော်ဘီကျော်စိုးဦးက နော်ပြောထားတဲ့စကားတွေရှိတယ်ဗါတယ်ဆိုတော့ခြေတူရဲ့အိမ်ဝေတဲ့၄သိန်းကျော်ပေးရတယ်အဲ့ဒီအိမ်ဟာဟုတ်လားရက်တိုင်ဖိုးကြည့်တယ်နောက်ပြီးသူတို့ဝေတဲ့အိမ်ရက်ခွက်ဟာလူကုန်တဲ့အစားအဝိုင်းဆိုတဲ့ဟာတွေပြောထားတယ်အဲ့တော့အဲ့ဒီငွေကြီးတွေဘယ်အားရသလဲဟုတ်လားတော်လန်ကြီးကိုခုတုံးလုပ်ပြီးရင်ဟုတ်လားပြည်သူတွေရဲ့ပိုက်ဆံနေနဲ့ဝေတယ်ဆိုပြီးပြောထားတာတွေ့ရတယ်ဒီနေရာမှာမှန်တဲ့ချက်ရှိတယ်လို့မှားတဲ့ချက်ရှိတယ်အဲ့ဒါအဲ့ဒါကိုကျွန်တော်ရှင်းရလို့တော့မှဖြစ်တယ်ပထမတစ်ချက်ဘာပြောရှင်လဲဆိုတော့ အမေရိကန်နိုင်ငံမှာအင်လေးသိန်းခွေ9သိန်းဆိုတာဘာမှမဟုတ်ဘူးเนาะအခုလက်ရှိပေါက်ဈေးနဲ့ကျွန်တော်တို့အင်ဒီဝေတုန်းက2016 session 16 session ဆိုရင်အခု၄သိန်းခွေအင်ဒီယာအဲ့ဒီချိန်မှာတသိန်းခွေ2သိန်းပဲရှိတယ်အခုကျွန်တော်တို့လက်ရှိကျွန်တော်ဝေထားတဲ့2016မှာဝေထားအင်ဆိုရင်အဲ့2သိန်းနဲ့ဝေတာအခုဆိုကျွန်တော်အင်က၄သိန်းနီးဝန်းကျင်လောက်ရှိတယ်เนาะဈေးတက်သွားတာပေါ့เนาะအဲ့ဒီမျိုးရှိတယ်အဲ့တော့လူကုန်ထံအသိုက်ဝိုင်းလို့သုံးထားတာရှိတယ်ကျော်စိုးကလူကုန်ထံအသိုက်ဝိုင်းဆိုတာဘာခေါ်တာလဲ မမပြည်မှာတော့ဗျာဟိုကချမ်းသာတဲ့အသိုက်ဝိုင်းတွေဟိုလာစူးစီးပြီးနေကြတယ်အဲ့လူကုန်တဲ့အသိုက်ဝိုင်းတွေအမေရိကန်မှာအဲ့လိုမရှိဘူးအမေရိကန်မှာတကယ်ချမ်းသာတဲ့လူတွေကနော်မြို့ပြင်တွေမှာချမ်းကြီးကြီးတွေဝေပြီးအဲ့ဒီမှာစိတ်ကြိုက်သူတို့သူတို့လှုပ်ရှင်တာတွေကိုစိတ်မရှိလိုက်ခုလှုပ်ပြီးဟိုလာနေတာအဲ့လူကုန်တဲ့အသိုက်ဝိုင်းဒီလို မျိုးရွာထိမှနေတာကလူကိုတက်တဲ့အဲ့ဒါမဟုတ်ဘူးခင်ဗျာဒေါ်လာတစ်သက်နှစ်သက်စေသက်စင်ကသက်ရှင်းတဲ့လူတွေကဒေါ်လာလူကိုတယ်လို့မခေါ်ဘူးဒါသားမယ်လူပဲသူလည်းအလုံးလုံးနေကိုလည်းအလုံးလုံးနေရတယ်နော်အဲ့လိုဒေါ်လာကိုမီလီယံရာနဲ့ရှိပြီးထုံနဲ့ရှိပြီးရှင်းတဲ့လူတွေကြတော့အဲ့လိုမျိုးရှင်အကြီးကြီးတွေဝင်ပြီးသူတို့စိတ်ပန့်ဖြစ်ဖို့တော့စိတ်ကြိုက်နေကြတာအဲ့လိုမျိုးတွေရှိတယ်တိသန့်ရှိတယ်အဲ့လိုမျိုးတွေအဲ့ဒီနေရာတွေဆိုလို့ရှိရင်ဒီဒေါ်လာတစ်သက်လောက်ဝင်ဖို့အိမ်မပြောနဲ့အနည်းဆုံးအဲ့ဒီနေရာတွေကမြေကွက်တစ်ခွက်တော့ဒေါ်လာ၃၀၀လောက်ရှိတယ်အဲ့မြေကွက်အခြေကြီးမဟုတ်ဘူးနော်တိသေးလေးတွေ ြောမယ်ဗမာပြည်မှာပြောမယ်ဒီပေ30စေပေ50စေအဲ့လိုမျိုးတွေအင်းပါဘူးဒေါ်လာ၄၅သန်းတောင်ရှိတယ်ကျွန်တော်ဒီတက်ဆက်ပြနေဒါလည်းမာဒီ George W Bush ရောဒီ Obama ရောဝေထားတဲ့နေရာတွေမှာဆိုရက်ွက်ပေါ့နော်အဲ့ဒီရက်ွက်မှာဆိုရင်အခြားလူဝင်လို့မရဘူးနော်တကယ့်မီလီယံလည်းဝင်လို့ရဘာဖြစ်လဲအဲ့ဒီအိမ်မှာအင်တဆောတော်နေနဲ့မရောက်ဘူးရောက်ပြီဆိုရင်လည်းအဲ့ဒီအိမ်တွေတန်းစေကနက်ရှိတယ်ဒေါ်လာနော်အဲ့ဒီရက်ွက်တွေကိုကျွန်တော်တော်နေဝင်လို့မရဘူးရောက်ဖို့တယ်နော်အိမ်တွေမကန်ပါရအထုံတက်ထတာ ယုံရဲမီဟာဒီအင်္ဂလိပ်လေလာပါလို့ဓာတ်ပုံတော့မရိုင်းနဲ့တခါတည်းရဲရောက်လာတာရဲတွေရှိပြီးသားလက်ထိတ်ခက်ပိုက်တာမမေးဘူးလက်ထိတ်ခက်ခေါ်တော့တာเนาะကျွန်တော်တငယ်ချင်းတယောက်ဒီဘုရားသာဒီမြန်မာနိုင်ငံရောပြောချက်တာတဲ့အတိုင်းဝိုင်းကဆရာဝန်နေများပြောပါကူလီများအဲ့မှာရှမ်းဝေးတယ်ချက်တေးသေးလေးအဲ့တော့ဘုန်းကြီးခေါ်ပြီးဒီဘုရားသာယူဝါဒပါရောเนาะမြေသန်းစင်ရေးဆိုပြီးတရားနာတာပေါ့အဲ့ဒီမှာအဲ့ကောင်ကလိုက်တော့တာကျွန်တော်လည်းအလုံးလုံးနေကောင် လိုက်တော့ပြီးရင်အဲ့ဒီမှာဖုန်းကြီးနဲ့လိုက်တော့တယ်ဖုန်းကြီးရဲ့အခုပုံစံနေနဲ့အပြီးအဲ့မှာတရားနာတဲ့ရှိမှဒီကောကျောက်တော့တော့ဘေးပိုင်းဝင်ချက်အင်းဒီကိုပီလိုလိုက်ရိုက်တာဘာပြောညာပြောရဲရောက်လာပြီးဖမ်းပြောတော်သေးတယ်အဲ့ဒီမှာလင်မယားကဒီအမေရိကန်ပါတကူပေါ့နော်အမေရိကန်မှာပါတကူပေါ့သူတို့ကသူငယ်ဗမာပဲလင်မယားဖုန်းကြီးလည်းရှိတော့အဲ့ဒါရှင်းပြလိုက်လို့နောက်ဆုံးဖုန်းကြီးအကောင်တတန်းလုံးမခေါ်တော့ဘူးလက်မြောက်ရှင်မြောက်ဖြစ်တော့အဲ့ဒီအဲ့လိုမျိုးရက်ွက်တယ်ဘာလုံးလုံးမရဘူးနော်မြန်မာနိုင်ငံသားတကယ်ချက်တာလူတွေရှိပါတယ်အဲ့ဒီရက်ွက်တွေမှာပြောချင်တာကအဲ့လိုမျိုးလူကွန်တာအတိုင်းဝဲဆိုရှိတယ်လက်ရှိ ဒီရှင်းသူဝေတော့ဝေလိုက်တဲ့အင်္ဂါဘာလူကတော့သာသာမန်နေတဲ့ရက်ွက်တစ်ခုပဲနော်ကျွန်တော်မြန်မာနိုင်ငံကနေတဲ့သာမန်ရက်ွက်ပေါ့ဗျာဟုတ်လားဒီလောက်ပဲလုံးနေစားနေအမေရိကန်နိုင်ငံကလူတဲ့လုံးနေစားနေတာပဲဒါပေမဲ့တရှုနေရတယ်ရှိတယ်မလုံးမစားပြိနေအဆိုးအားနေပြီးအင်္ဂါစောက်ပြီးပေးထားတဲ့နော်ဒီထောက်ပံ့ရေးစားတဲ့လူတွေလည်းရှိတယ်အဲ့ဒီအင်္ဂါနဲ့လက်ရှိဝေတဲ့အင်္ဂါနဲ့ကျွန်တော်နေတဲ့အင်္ဂါမတူဘူးအဲ့ဒီဟိုအင်္ဂါဆိုလို့ရှိရင်နော် ဒီဘယ်လိုပြောရမလဲဒီပြင်ကာပုံစံမျိုးပါသေးသေးလေးတွေပေါ့အင်းသေးသေးလေးတွေရှန်သေးသေးလေးကျင်းကျုပ်ပြီးအဲ့ဒီမှာရှင်းရှင်းပြောမယ်ဆိုရင်အဆူရစီကထောက်ပံ့ကြီးစားတဲ့လူတွေပဲနေတာတော်နေလူတွေတဲ့မနေဘူးအဲ့ဒီမှာအင်းတွေလည်းမရောက်ဘူးအဆူရနေပြီးနေ့20နေ့30နေခွင့်နဲ့ပေးထားတာနေ့30ပြည့်အဲ့ဒီအင်းကိုအဆူရပြန်သိမ်းအဲ့အဲ့လိုမျိုးပေါ့နော်ပြောချင်တာကအဲ့တော့ကျိုးဆိုးပြောတော့တယ်ရှင်းသူဝေတော့ဟိုပြည်သူဝေငွေကိုဘုံမီအင်းတွေဝေတယ်ပူတယ်ဆိုတော့အဲ့မှာပြောခင်ကျိုးဆိုးပြောတဲ့စကားကအဲ့အမှားကြီးနော်လူကွန်ထရအတိုက်ဝိုင်းမှာဟိုလား ရက်ွက်ကြည့်ပေါ့နော်အဲ့ဒီရက်ွက်ကြည့်ဝေးတာအိမ်ကဟုတ်လားဒီအိမ်က၄သိန်းကျော်ဆိုအရင်ကဈေးကြည့်တယ်ဆိုတဲ့ဟာမဟုတ်ပါဘူးအိမ်လည်းဈေးမကြည့်ဘူးလူကနာတိုက်ဝဲလည်းမဟုတ်ဘူးဒါတစ်ချက်ပေါ့နော်နောက်တစ်ချက်ကဘာလဲဆိုတော့သူပြောတဲ့ဒီအိမ်တဲ့အိခန်း၄ခန်းပါတယ်ယေရှုခန်း၅ခန်း၃ခန်းပါတယ်အိခန်း၅ခန်းပါတယ်ဆိုတာအဲ့ဒါအိမ်တိုင်းမှာပါတာနော်အနည်းဆုံးအိမ်က3ဘက်2ဘက်ဟုတ်လားအိခန်း၃ခန်းနဲ့ယေရှုခန်း၅ခန်းအိခန်း၅ခန်းဒါပုံမှန်ပဲအဲ့ဒီအနည်းနဲ့ကြည့်သွားလို့ဆိုလို့ရှိရင်အိခန်း၄ခန်းအိခန်း၄ခန်းယေရှုခန်း၅ခန်း၅ခန်းနဲ့ခွေး နော်နောက်ပြီးရင်ဒီအေခက်နှခက်မိဖို့ကြောက်ဒါတွေကပါပြီးသားဒါအမေရိကန်နိုင်ငံရဲ့ system တိုက်ပြောတော့တာတခုပဲရှိတယ်အမေရိကန်နိုင်ငံမှာတချို့ရက်ွက်တွေကျွန်တော်နေတဲ့ဒီရက်ွက်ဆိုလို့ရှိရင်အလုံးတစ်ထက် one story ဘောနော်တစ်ထက်အိမ်ကြီးပဲတချို့ရက်ွက်တွေမှာနှစ်ထက်အိမ်နှစ်ထက်အိမ်တွေရှိတယ်တချို့အခုမျိုးသစ်တွေမှာဆိုတစ်ထက်အိမ်နဲ့နှစ်ထက်အိမ်ကိုတွေးပြီးရောပြီးစောက်တာပေါ့အဲအခုကျွန်တော်နေတဲ့ရက်ွက်ဆိုရက်ွက်ဟုတ်တယ်ဖြစ်တော့တစ်ထက်အိမ်နဲ့အော်တစ်ထက်အိမ်နှစ်ထက်အိမ်မရှိဘူးနော်ရက်ွက်လိုက်တွားကြတာပေါ့အဲအဲ့တော့ဟုတ်ပြီဒါကြိုးစိုးဦးပြောတဲ့အချက်ကဒါအမှားအမှားရွံ့တဲ့အချက်တွေ ော်ဒါသူကမနာလိုလို့နော်ပြောတဲ့တစ်ချက်တွေတိုက်ခိုက်တာပေါ့နော်အဲ့ဒါချစ်သူဝေကိုအဲ့ဟုတ်ပြီအဲ့ဒီတော့ဒီနေရာမှာချစ်သူဝေအိမ်ဝေတဲ့ကိစ္စကိုကျွန်တော်ရှင်းပြမယ်ဆိုလို့ရှိရင်နော်ဒါအမှန်တရားတည်းရှင်းပြတာဖြစ်တယ်ဘာဖြစ်လို့လဲသူတို့အိမ်ဝေတာသူတို့နောက်မှာ background ရှိတဲ့သူဝေနေတာဦးချစ်သူဝေဝေတော့ရောက်တာအမေရိကန်ကိုနှစ်နေမပြည့်သေးဘူးနော်နှစ်နေမပြည့်သေးဘူးတနေ့ပဲရှိရှိရှိကောင်းမယ်အဲ့ဒီတော့သူတို့က green card မရသေးဘူးနော် green card ရပြီထောင်းဟုတ်ပြီ green card ရပြီ ကြောင်မျိုးမျိုးရာသားယူခရင်းခဲ့ဆိုပြီးတော့သူတို့ဟာဒီအိမ်ဝေဖို့အတွက် နော်အိမ်တစ်ဆောက်ဝေဖို့အတွက်ကျွန်တော်တို့ကကိုယ်ပိုက်ဆံအလုံးဝရင်နော် cash down နဲ့နော်ဝေတယ်ဆိုလို့ရှိရင်တော့ဒီငွေကြေးပေးရရသလဲ cash down နဲ့ဝေငွေကြေးပေးရတာဒါမှမဟုတ်သူတို့အမေရိကန်ရောက်ပြီးရင်ဒီမှာလာပြီးရင်ဘယ်တော့တချိနဲ့တစ်ခါနဲ့ခါပဲဆိုတဲ့နဲ့ငွေသိမ့်ပေါက်မြောက်ပတ်ဆံမရနိုင်ဘူးနော်နောက်ပြီးသူကထောက်ပံ့ကြည့်အတွက်ဆိုတဲ့တော့နဲ့ဒီ dollar yen တော့ကိုပေးရအောင်ဆိုတော့နော်ငွေအလုံးဝရင်မရနိုင်ဘူးအဲ့တော့ဒီငွေကိုသူကနေပြီးရင် payment ဆိုတော့ last in payment ဝေရမှာနော် last in payment ဝေဝေတဲ့အတွက်နဲ့သူကဒီ down payment ဆိုတာပေါ့နော်ဥပမာဝေရ၄သိန်းတဲ့တာကိုကျွန်တော်၄သောင်းတောင်းထားမယ်၄000 deposit ပေးထားမယ်ကျန်တဲ့ဟာကို last in ကြီး payment ဆိုတာရှိမယ်နော်အဲ့ဒီတော့အဲ့ဒီလုပ်ဖို့အတွက်သူက what history လို့ခေါ်တဲ့နော်အလုံးနှစ်နှစ်တက်တက်ကိုပြရမယ်အဲ့ဝေမယ်ဆိုရင်အလုံးနှစ်နှစ်တက်တက်ကိုပြဖို့ပြရတယ်အလုံးနှစ်နှစ်လောက်ရတယ်တနေရာထိမှနော်အဒီမှာ2လဒီမှာ3လဒီလ5လလုံးတော့မရဘူးနှစ်နှစ်တနေရာထိမှလုံးထားတဲ့သူ့ရဲ့ ။နောက်က background ပေါ့နော် background ပေါ့ history ကိုပြရမယ်။ what history ပြရမယ်။အဲ့လိုမပြဘူးဆိုလို့ရှိရင်ဒီနိုင်ငံမှာငွေထုတ်ချိတဲ့ company တက်ထုတ်မရှိဘူး။သူအလုံးလုံးနေတဲ့နှစ်နှစ်ပြည့်ရင်တော့အဲ့သူရဲ့ဝင်ငွေနဲ့သူရဲ့မိသားစုနဲ့အခါကိုတွက်တာဥမာလင်းမြတ်နေအောင်လို့တလားကို9000ဝင်တယ်ဆိုလို့ရှိရင်8000ဝင်တယ်ဆိုလို့ရှိရင်သူကဖြတ်တာလင်းယောက်ျားတယောက်သုံးရင်တလားမှ1000ဥမာပေါ့နော်ပြောပြကြတာ1500အဲ့လို10000ပြီးလူ၄ယောက်ဆိုရင်1000ဘယ်လောက်ကျန်မလဲ သူတို့အိမ်အိမ်ကခဘလောက်အဲ့လိုမျိုးတွဲပြီးမှကြံမှသူတို့ကငွေကိုထုတ်ချိတာနော်သူတို့တွဲလိုက်လို့ငွေမကြံနိုင်ဘူးဆိုရင်သူထုတ်မရှိဘူးနော်ခင်ဗျားသိထားပါတစ်ချက်ကအဲ့တော့ရှင်းသဝေဝေတဲ့အိမ်က4000ကျော်4သိန်းကျော်ဆိုလို့ချိရင်နော်သူတို့ကကြာတစ်သိန်းထောက်လိုက်အောင်တစ်သိန်း deposit ပေးလိုက်အောင်3သိန်းကျော်ကြံမယ်3သိန်းကျော်ကြံမယ်ဆိုလို့ချိရင်တလားမှပေမန်ကနော်အိမ်ဖို့တသက်တော့ရေဖို့မိဖို့ဟိုဖို့မပါသေးဘူးအိမ်ဖို့တသက်သုံးထောက်ကျော်ပေးရမှာအနည်းဆုံး ၃၀၀နဲ့၄၅၀ပေးရမှာပြင်းပြအပြင်အခုအတုံးလုံးနဲ့ဆိုရင်၄၀၀နေပါလောက်ထား၃၀၀ငါပဲထွက်လိုက်ပါအောင်၃၀၀ပေးရမယ်ရေဖို့မိဖို့ချက်စစ်ဖို့နော်တွက်လိုက်မယ်ဆိုရင်အနည်းဆုံး900ထက်မှရှိတယ်ဆို၄၀၀ဖြေသွားပြီ၄၀၀သူတို့စားရတော့ရေးစားဖို့တော့ဖို့တလားမ900ပဲထားနော်၄၀၀ဖြေသွားပြီအဲ့ဒီတော့ကားမှာကားပင်ကားတော့အပိုင်ဝင်ထားတယ်ထားလိုက်ပါတော့ကျွန်တော်ကားကြောက်မပြောရှိဘူးနော်ကားမှာ insurance ဆိုတာရှိတယ်ကားရဒီကျွန်တော်တို့နော် insurance လောက်ရမယ် ကားစီဖြည့်ရမယ်ဟိုဟာဒီဟာလောက်ရမယ်ဟုတ်လားဆိုလို့ရှိရင်အဲ့ဒီမှာတက်တက်6900ကုန်မှာဆိုရင်အနည်းဆုံးတလားသူရထွက်ငွေဟာနော်ဒီကျုံးစဲဟိုစိမ့်ပါသိမှုကျဲမိုင်းစိမ့်ပါသိမှု4500ထဲမှာရှိတယ်တလားဝင်ထွက်ငွေအဲ့4500ကိုသူပေးနိုင်ဖို့အတွက်နော်လူတယောက်ထည့်လို့လို့တော့မရတော့ဘူးနေမြနှစ်ယောက်လုံးမှရမယ်နော်ဒါတော့အလုပ်ကောက်ကလေးလုပ်ရမှာဆိုတော့ လက်ရှိဝေတော်တဲ့အိမ်ကိုအဲ့လိုလုံးနေဆိုသူဒီငွေကြီးကိုနောက်ကထောက်ပြန်ပေးလိုက်သူ့မှာဖွေးစီရှိလို့နော်သူ့ကိုလက်ခံပေးလို့သူတချို့ကပြောတယ်ကိုဆိုင်ထိုးတယ်ကိုဆိုင်ထိုးလို့ဆိုတာရှိတယ်ကျွန်တော်အိမ်ဝေတယ်ဗျာအိမ်ဝေတော့ကျွန်တော်ငွေကြီးအဆင်မပြေတော့ဘေးကနော်ဒီငွေကြီးတက်နေတဲ့လူတွေကအလုတ်ကောက်ကောက်လုံးနေတဲ့လူတွေကလုံးတဲ့တဲ့လူတွေကဝင်ပြီးအာမခံပေးတာကျွန်တော်အာမခံပါတယ်ဆိုတော့အဲ့ဒါအာမခံတော့အဲ့ဒီအိမ်ဟာဘာဖြစ်သွားလဲဆိုတော့ဒီကိုဆိုင်ထိုးတဲ့လူရဲ့အိမ်ဖြစ်သွားတာဒီရှိသူဝေတော့အိမ်မဟုတ်ဘူးနော်ဥပမာပြောပြတာ မပြောတော့အဲ့ဒီကိုဆိုင်သမားပဲတာဝန်ရှိတာဒီချီသူဝေတွေကပိုက်ဆံမပေးရင်လဲဟိုကောင်ကပေးရမှာအတိကဟိုကောင်ကငါတာဝန်ယူတယ်ဒီကိစ္စကိုဆိုပြီးတာဝန်ယူခဲ့တဲ့အတွက်နဲ့နော်သူနဲ့ပဲဆိုင်သွားတာဆိုတော့နောက်မှအဲ့လို background သူ့မှာကောက်ကောက်ရှိတော့သူတို့ဝေတာဖြစ်မယ်နော်နောက်တစ်ချက်ကသူတို့ကအလုံးနှစ်နေ့လည်းမလုပ်ထားတဲ့အတွက်နဲ့အလုံးနှစ်နေ့လည်းမလုပ်တော့သူတို့သိသက်ဝေလို့ကိုမရဘူးမရဘူးအမေရိကန်မှာရစရာအကြောင်းမရှိဘူးနော်နှစ်နေ့လည်းမလုပ်ထားဘူးတနေ့ခွင့်တဲ့တော့လည်းနှစ်နေ့လုပ်တာတော့အလုံးကဟိုပြောက်နေပြောက်မရောက်တနေ့ရအထေးမှာ အလုံးယုံတစ်ခုထိမ့်မှာကုမ္ပဏီတစ်ခုထိမ့်မှာနည်းလောက်ရတာပြီးတော့အဲ့ဒီငွေကြေးတွေကိုစစ်စစ်ရဲ့เนาะငွေကြေးထုတ်ပြတဲ့ဌာနကလက်ခံတယ်ဆိုလို့ရှိရင်သူနောက်နောက်ကျောမှာဟုတ်လားငွေအထုတ်လိုက်အခေလိုက်အဲ့ဒီလိုက်နေတဲ့လူရှိလို့ပေါ့နော်ငွေအထုတ်လိုက်ထည့်လိုက်အဲ့ကြောင့်ဒီပန်ဆီလိုအမေရိကန်မှာစပြီးအင်ငွေလက်ခံလဲကျွန်တော်ပြောတာရှိတယ်ဟုတ်လားသူနောက်မှာငွေအထုတ်လိုက်ခေလိုက်ပြီးလိုက်နေတဲ့လူရှိရှိတော့အပွေးစစ်ရှိတော့သူဝင်နေတာလေနော်သူဝင်နေတာ ဆိုင်ကြီးတွေဖွင့်တယ်ဟုတ်လား market ဆိုဒီအမေရိကန်မှာဖွင့်တဲ့ဒီကုန်စုံဆိုင်ရာတော့ကြာတိ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 မဟုတ်ပါဘူးခင်ဗျားတို့ရှိရှိထင်ထင်ကောက်ထင်တယ်တော့တိ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 မဟုတ်ပါဘူးမြန်မာ stop ပါညာဆိုတော့တိတိတိမဟုတ်ဘူးနော်ဒေါ်လာ2သိန်း3သိန်းလောက်ဆိုနှစ်သိန်းလောက်ဆိုဖွင့်လို့ရတဲ့ကိစ္စကြီးတွေတိတိတိမဟုတ်ဘူးထားလိုက်ပါဒါပြောချင်တာမဟုတ်ဘူးအဲ့တော့ပြောချင်တာသူတို့နောက်မှာသူတို့နောက်က background နော်ခြေသွေးဝင်နောက်ပန်စလို့နောက် background တွေမှာငွေအလုံးလိုက်အကြီးလိုက်ကိုကြိုက်ပြီးလိုက်နေတာဖွေးစီချင်းနေတော့သူတို့ကဝင်နေတာဖြစ်တယ်နော်ဒါတွေတော့သိဖို့လိုတယ်အဲ့တော့ ဒီငွေကြေးဘေးရရတယ်ဘယ်သူကြိုက်ထားဆိုတော့ကျွန်တော်လည်းမသိဘူးเนาะစုံစမ်းစရာလည်းမလိုဘူးအခုကဒီချစ်သူဝဲအင်ဝဲကိစ္စမှာเนาะဒီစားကစားလော်ဘီတွေပြောတဲ့စကားတွေကိုကျွန်တော်ပြန်ပြီးရင်သုံးသပ်ပြတာမင်းတို့ပြောတယ်လို့ဟုတ်လားလူကုန်ထိုင်တိုက်ဝဲလည်းမဟုတ်ဘူးဟုတ်လားဈေးအလွန်တရာကြီးတဲ့အိမ်လည်းမဟုတ်ဘူးเนาะဒီငွေကြေးကို तू ကဟုတ်လားပြည်သူတွေစီကဘုံလာတာလားဟုတ်လားမင်းတို့အဲ့ဒါမသိဘူးဒါပေမဲ့အခုလက်ရှိအင်ဝဲတဲ့ခါကသူတို့နောက်မှာ backup ရှိတယ်ဆိုတာသိရှာတယ်ဟုတ်လားငွေအလုံးအရင် ဟိုနောက်ကနေပြီးပန်ပူးပေးလိုက်တဲ့သူတို့မှာအဖွေးစီလူပုဂ္ဂိုလ်ရှိတယ်ဆိုတော့ပြေမလွက်ဘူးအဲ့ဒီလူတွေထောက်ခံပြီးချောထောက်နောက်ခံပေးထားလို့သူတို့ကဒါမျိုးဝင်လိုက်တာကျွန်တော်အီဝေဖို့အတွက်အမေရိကန်မှာ၆နှစ်တောင်လောက်လောက်လာတယ်၆နှစ်ကျွန်တော်ဝင်ရှင်တာကခင်ဗျားညာအဲ့ဒီဒီအဆောင်မှာအခန်းငါးပြီးနေရတာဘယ်လောက်ပြင်မဲ့ထင်လဲဟမ်ကိုပိုက်ဆံလကားပြင်နေရတာလားမ၂000 2000 2000ပြင်နေရတယ်ဘာမှကိုတို့အကျိုးမရှိဘူးအလကားအဲ့ဒီကိုကိုအင်ဝင်လိုက်ကိုအင်ထွက်အသွင်ဝင်တယ်ဟုတ်လား သိတာပေါ့သို့တော်လဲကိုရတဲ့ဝင်ငွေနဲ့ကိုမိသားစုနဲ့တွဲလိုက်တဲ့ခါဘယ်လိုမှပိုက်ဆိုအိမ်မဝင်နိုင်ဘူးထုတ်မရှိနိုင်ဘူးကိုကဝင်ရှင်တာပေါ့အာငါမှလက်ထက်မှာတော့တော့ရှိဝင်ရှင်တယ်ဟိုမှာပိုက်ဆိုတော့ရှိဘာဘူးအာမင်းငွေပဲအရင်နေတယ်ဝင်ငွေနေတယ်ကိုကလည်းတက်ဖြစ်လို့အမျိုးသမီးအကြလို့မတူကလေးနဲ့အဲ့လိုမျိုးတွေပေါ့ခင်ရှောက်တေးလောက်အော်ဒီမှာဟုတ်လားနောက်လုတ်စင်းစင်းနဲ့လုတ်ဒီကောင်းကောင်းမောင်းနေရလာတရှိမှာဒါမှဝင်နေတာနော်အဲ့လိုဒီကိုရောက်ပြီးအနေနဲ့အိမ်ဝင်နေတယ်ဆိုတော့ဒါကတော့လုံးဝကိုနော် မဖြစ်နိုင်တဲ့ကိစ္စကြီးအင်ဝီတော့နှစ်နှစ်ပြည့်မှဆိုရင်တော့မိသားလေးများနှစ်ယောက်စလုံးနှစ်နှစ်နှစ်လုံးကအလုပ်လုပ်ထားမှနော်ရတယ်ဆိုတော့ကျွန်တော်ပြောချင်တာဖြစ်တယ်အဲ့တော့ဒီစကားသားလော်ဘီတပြောတယ်လို့ပေါ့နော်တဖက်ကလည်းမှန်တယ်တဖက်လည်းမှားတယ်မှားတယ်ဆိုတော့အဲ့လိုအင်ကနေဒီလူကူနာတိုက်ဝိုင်းတိုက်ဖို့ကြီးတဲ့အင်ဟုတ်လားဆိုတော့မှားပါတယ်အဲ့ဒီမဲ့ ငွေကြေးကြီးကသူကဘယ်အားရတယ်လဲအဲ့ဒီငွေကြေးတော့နောက်ကနေပြီးပြန်ပို့နေတယ်ပြည်သူငွေတွေဆိုတော့အဲခင်ဗျားတို့ခင်ဗျားဆုံးဖြတ်ခင်ဗျားတို့အပိုင်ဒါတော့နော်အဲကြောင့်ချစ်သူဝေငွေဝေတဲ့အင်ကိစ္စအစ္စမောချစ်သူဝေတို့ဒီမဟုတ်ဒီကိုရောက်လာတဲ့တော်လိုင်းနဲ့ပတ်သက်တဲ့ဘောတော့2017နောက်ရောက်လာပန်ဆယ်လေတို့ချစ်သူဝေတို့နော်ဒီအာဇာနီတို့အခုတော်တော်များများပါနော်တော်တော်များများအင်ဝေတယ်ဆိုတာကသူတို့ကနောက်မှ background ရှိတယ်သူတို့ကလက်ခံထောက်ခံပေးနေတဲ့ငွေကြေးရှိတဲ့အုပ်စုရှိနေလို့သူတို့ဝေနေတာလို့နော်ဒီနေရာလေးပြောပြတာဖြစ်တယ် เนาะနောက်တစ်ချက်ကမပါမဖြစ်တဲ့လက်ရှိ live ပေါ်မှာဟောနေတဲ့ဟိုကျွန်တော်ပြောပြအောင်မယ်ဒီမခွေးတိုင်းစင်ကူလာမသိဘူးเนาะဘာကျွန်တော်မခွေးလားဘာလို့စင်ကူမလားစင်ကူမှာဖြစ်သွားတဲ့ဖြစ်ပျက်တခုအင်တအင်ဝင်ပြီးဒီ PDF မော PDF လူအဖွဲ့စည်းကဝင်ပြီး starting line တဲ့ကိစ္စအဲ့ဒီကိစ္စမှာကျွန်တော်ပြန်ကြည့်တယ်ဗျာနှခါသုံးခါကြည့်တယ်အဲ့ဒီကိစ္စမှာဘယ်သူမှားလဲဆိုတော့အင်ရှင်မှားတာเนาะအင်ရှင်မှားတာဘာဖြစ်လို့မှားလဲဆိုတော့ ဟိုကနေပြီးလာတယ်သူတို့ကဘာပြောလဲဆိုတော့ငွေကြေးယူပြီးရင်ဟုတ်လားဒီလိုင်းရောက်စားတယ်ပေါ့ဗျာလုံးနေတယ်အတွက်နဲ့နော်အဖက်ကလွှဲလို့လာပြီးသိသိရတာဖြစ်တယ်ဆိုတော့ပြောတယ်အဲ့ဒီတော့ကိုကမဟုတ်ဘူးဆိုလို့ရှိရင်ဟုတ်ပြီငါတို့မဟုတ်ဘူးတကယ်လို့နေလို့ဒါသိသိငါတို့ဖြေရှင်းမယ်ဒီကိစ္စကိုနော်ငါတို့လည်းအထောက်ထားနဲ့ဖြေရှင်းမယ်ဆိုရင်ဘာမှပြဿနာဖြစ်တဲ့ကိစ္စမဟုတ်ဘူးသို့တော်လည်းအဲ့ဒီမှာရှိတယ်နော်အဲ့ဒီအိမ်မှာရှိတဲ့မိသားစုတွေကနော်စကားပြောတာတော်တော်ကိုရိုင်းတယ်ကျွန်တော်အမြင်ပြောမယ်ဆိုရင် ဟိုကရိုးရိုးသားသားအေးအေးဆေးပြောနေတဲ့အချိန်မှာနော်သူတို့ရိုက်ထားတဲ့ဗီဒီယိုနော်သူတို့ရိုက်ထားတဲ့ဗီဒီယိုပြောနေတာကျွန်တော်ဟိုဘက်ရိုက်ထားတယ်မဟုတ်ဘူးပီနေကရိုက်ထားတဲ့ဗီဒီယိုသူတို့ရိုက်ထားတဲ့ဗီဒီယိုလေးအဲ့တော့နော်ငါတို့ကလည်းနဲ့ရှိလို့အနိုင်ကျင်းတဲ့ငါတို့ကအနိုင်ကျင်းတဲ့ငါတို့ကဟိုလားဒီလက်နဲ့နဲ့စိုးကားတဲ့ဆိုတဲ့စကားကိုတုံးတယ်အဲ့ဒီအချိန်မှာဟိုဘက်ကလာတဲ့အဖွေးစီကနော်ဒီဒီပီဒီအဖွေးစီကခင်ဗျားတို့ကိုဟိုလားကောက်ကောက်မွယ်မွယ်ပြောတော့နင်နေရတယ်ဟိုလား စတားလင်းလိုင်းကိုငွေချေချေအသုံးပြုပြီးရောင်းစားနေတဲ့အတွက်ဒါကိုလုံးဝနဲ့တော့လာပြီးရင်တင်းစစ်တာဖြစ်တယ်။အဲကြောင့်ကျမတို့ကဒီတော့သူတို့ခွင့်ပြုချက်ကိုပြန်ပြီးတင်းတာဖြစ်တယ်ဆိုတော့လက်ရှိချိန်မှာ PDF တဲ့ထင်းချုပ်တာနေမှာ PDF ကရောခပြားကိုစတားလင်းပေးသုံးတယ်။ Okay သုံးလို့ရတယ်။ပြေကဟဲ့ဒါသုံးလို့မရတော့ဘူးအကျုံမျိုးမျိုးဆိုမသုံးခုမပြုသုံးခုမပြုဘူးပေါ့ရခိုင်မလေးဒီတိုက်ပေးတော့နေတာပဲနော်ဒီကတော်တော်များများမှာအဲ့တော့ခင်ဗျားတို့မဟုတ်ဘူးငါတို့ကလက်နဲ့နဲ့အနိုင်ကျင့်တဲ့ချိန်မှာအဲ့ဒီခင်ဗျားတို့အင်ပေါ်ကိုတက်လာတဲ့ PDF ထဲမှာဘယ်သူမှလက်နဲ့မပါဘူးအောက်မှာ ။နောက်တစ်ယောက်ကအောက်မှာဒါလုံချိုးရေးကသူလိုက်လိုက်လာတာ။တော့မြင်ရတယ်။နောက်ပြီးခင်ဗျားတို့မိသားစုကဟမ်အဲ့ဒီ PDL ကလေးတွေကိုလက်ညှိုးငေါငေါထိုးပြီးခင်ဗျားတို့ရိုင်းရိုင်းဆိုင်ဆိုင်တွေပြောတာ။ခင်ဗျားစာကားဆောက်ကအဲ့လိုပြောရေးလား။မင်းအောင်လိုက်ဖို့အပြောလာမင်းအောင်လိုက်ဖို့ပြတ်လာတာခင်ဗျားတို့ပါနာရိုက်ပြီးတခါလေးဆွေးထုတ်သွားမှာအရင်လည်းလုံနေကြတယ်ကိစ္စတွေအခုခင်ဗျားတို့ကပြည်တယ်အဲ့ဒီတွေကြတော့အဲ့လိုမဟုတ်ဘူးခင်ဗျားတို့ကကောင်းကောင်းမွန်မွန်ပြောနေတာကြည့်ကိုခင်ဗျားတို့ကအုပ်စုဖွဲ့ပြီးခွေးလို့ခိုက်တာခွေးလို့ခိုက်တာအုပ်စုဖွဲ့ပြီး နောက်ဆုံးဟိုကဖမ်းမယ်စိတ်မယ်လို့တော့ဟမ်ဘာအမှုကြညာပဲဟိုကပြောရလေတာဝန်ဝတ္တရားနှောက်ဆိုင်မှုမှန်တယ်လေကောက်ကောက်မွန်မွန်ပြောနေတာကိုခင်ဗျားတို့ဟုတ်လားအဲ့ဒီကလေးတွေကိုခင်ဗျားလူမိုက်လုံလုံသွားလို့နောက်ပြီးနေလို့ပဲငါတို့လမ်းကြောင်းကောက်ကောက်ထိုးတာဆိုပြီးစကားဆွဲဆွဲသေးတယ်အဲ့တော့ဗီဒီယိုရီကော်ဒင်းချိတယ်ဟိုကလည်းပြောဗီဒီယိုရီကော်ဒင်းဗီဒီယိုရီကော်ဒင်းမဖြစ်နဲ့ချင်းခင်ဗျားတို့မှန်ရင်ခင်ဗျားတို့ရမယ်ခင်ဗျားတို့မှားရင်ခင်ဗျားတို့ကျဲသေးတော့ဗောနော်ပြောရှိတာဒီနေရာမှာတချို့ပြည်သူတွေကလည်းနော်ဒီတော်လိုင်းလေးလုံးနေတော်လိုင်းရဲ့လူငယ်လေးတွေကိုဟုတ်လား ငါတို့ထောက်တွင်းပြင်းထောက်ပန်းကြွေးနေထောက်ပန်းထားတာတွေယူပြီးနေတော့ငါတို့ကလုံးလုံးမရဘူးဆိုတဲ့အဲ့လိုဘဝင်လေဟတာတွေရှိတယ်နော်လက်ရှိနိုင်ငံကိုမတရားအုပ်ချုပ်တာမင်းအောက်လိုက်အဖွေကြတော့လဲခင်ဗျားတို့ထောက်ပန်းထားတာမဟုတ်ဘူးလားခင်ဗျားတို့စီအခွင့်အခါတွေဟမ်ယူပြီးသူတို့ဟုတ်လားနိုင်ငံကိုကြိုက်သလိုခြေလေးနေတာပြည်သူတို့ခင်ဗျားတို့ကိုကြိုက်သလိုနေထိုင်စနေလောက်တာအဲ့ဒီကြောင့်တော့ခင်ဗျားအဆင်မထွက်ရဘူးဟမ်ကြောက်တာဟမ်ဟိုလဲကြောက်ရဒီလိုကြအဲ့ဒီမှာတကယ်လောက်တာခင်ဗျားတို့ဟမ် အင်ဗော်တက်လာစောက်ကန်ဘလိုက်ကျွေးနောက်ယူသွားဟုတ်လားတိုက်တာဖြုတ်ယူသွားခင်ဗျားဘာမှမပြောရဘူးပြောရင်ထပ်ရိုက်ခင်ရမယ်လေမသက်သက်ပြေးသေးတော့ဦးမယ်အခုလက်ရှိတော်လိုင်းရဲ့ဖွဲ့ကလူငယ်တွေကြတော့ဟမ်ခင်ဗျားတို့ကနေဘက်ငဆဆိုပြီးခင်ဗျားတို့မရိုက်တဲ့စကားတွေပြောတယ်ဟမ်စင်အဲ့ဒီစင်ကူမျိုးဖြစ်တဲ့အဖြစ်ပြက်မှာ PDF တွေမမှားဘူးခင်ဗျားတို့မှားတာတကယ်တော့ဖမ်းမယ်စိတ်မကြတော့ဟမ်လုံးလုံးမရဘူးဘာလို့လုံးလုံးမရဘူးလဲတာဝန်ဝတ္တရားမှုဟုတ်လားတာဝန်ဝတ္တရားကို ်ဟွာလုတ်တက်မှုဒီစန့်ချင်တက်မှုဖမ်းလို့ရတယ်ချင်းချင်းပြပစလက်ထိတ်မဟုတ်ဘူးပါနာရိုက်ပြီးတင်သွားလို့ရတယ်နော်အဲ့ဒီကလေးတွေကတော်တော်ကိုသိခင်ထပ်ပုံကြားတယ်မြင်ရတာနော်တကြွားတိုင်မဲ့ဆိုတကြွားဆွေးထားတယ်တကြွားဟူးဝဝတက်လာပြီဆိုတကြွားပြန်ဆွေးထားတယ်ဒါမျိုးတွေကြောင့်မြင်ရတယ်နော်ခင်ဗျားလက်ရှိမြန်မာစစ်တပ်ခေါ်တယ်မင်းတို့တက်မဲ့အဲ့လိုရလားတကြွားတိုင်မဲ့ဆွေးတာနောက်ကောက်ရိုက်ပြီးသားပဲဖောက်ဖောက်ဖောက်နဲ့ဟမ်အဲ့ဒီချက်တော့ခင်ဗျားအသေးမထွက်ဘူးရှင်းလားပြောပြတော့နော်မလောက်ပါနဲ့ ။ PDF ဆိုတာလည်းဟုတ်လား။ဘာပဲဆိုဆိုဩဒီကလေးတွေကလည်းနော်ဒီနိုင်ငံတော့လုံးနေဆိုခင်ဗျာသိရမှာ။အခုကမဟုတ်ခင်ဗျားတို့ကအာသူတို့အုတ်ချုပ်နေတဲ့ကာလမှာသူတို့ကငါတို့ကအနိုင်ကျင့်နေဆိုတော့ခင်ဗျားတို့စီကသူတို့ကလာပြီးရင်မတော်မတရားယူနေတာမဟုတ်တာ။သူတို့ကပြပလေးလေးလာပြောတာလေ။စတန်လေးလိုက်ခင်ဗျားတို့အထုပ်ပြုနေတာငွေချေချအထုပ်ပြုနေတယ်အဲ့ဒါကိုကျွန်တော်အထုပ်အခွင့်မပြုနိုင်ဘူးကျွန်တော်မှထောက်ထားတွေရှိတယ်ပြောနေတယ်အထောက်ထားတွေရှိတယ်လို့ပြောနေရင်လိုက်သွားလိုက်ယူဖြုံးသွားလိုက်ကိုကအထောက်ထားမဟုတ်တော့ကိုကရှားပြဒါအမှန်ပဲအဲ့ဒီအချိန်မှာပြောလို့ရတယ်ရောက် သူတို့ငါတို့လာသိမ်းသွားတယ်အခုကျမတို့အထောက်တန်းမှန်တယ်တွင်နဲ့ကျမပြန်လာတယ်ပြန်ယူလာပြီဒါပဲလေအခုမဟုတ်ဘူးခင်ဗျားတို့ကဟမ်လက်ညှိုးငေါငေါထိုးပြီးခင်ဗျားတို့ကဒီကော်ရီကလေးတွေကိုဆက်တက်မဲ့ဖျက်တော့ပုံစံမျိုးနဲ့အုပ်စုခွေးပြီးခွေးအားလိုဝိုက်အားတယ်တကယ်တော့ဟိုကလုံလာတဲ့အချိန်မှာဟမ်မျက်ရည်ဆန်းဆန်းနဲ့ခင်ဗျားတို့မျက်ရည်ရှင်ခံချိုးတယ်ဒါကောက်ရက်လုံးရက်တယ်မဟုတ်ဘူးနော်ခင်ဗျားတို့သိထားမှာကလက်ရှိမင်းအောင်လာတော့ဘလို့လုံးခဲ့တဲ့ငါတို့ကိုဘလို့အတိုင်ချင်းခဲ့တယ်လေဟေးတိုင်တယောက်မလာမနေရလာခဲ့မလာတဲ့လူတန်ရိုက်ပြီလာတဲ့လူဘာလို့မဲ့ ။အမြောက်သွားတာပဲအလုံးရှိတဲ့ကြားကဟုတ်လားဒီမှာအဲ့လိုမျိုးရှိလားမရှိဘူးနော်အဲကြောင့်ပြည်သူတချို့ပြည်သူတွေလည်းခင်ဗျားတို့နင်းနေတာဒိဋ္ဌိထဖို့လိုတယ်တချို့တချို့ပြည်သူတွေလည်းလေကြိုးတာပြောနေရတယ်ဟုတ်လားမင်းအောင်လိုက်တော့စိတ်မကုန်နိုင်ဘူးအဲ့လိုမျိုးရိုက်ရက်ဆက်ရုံမာတဲ့ဖွေးတွေကိုကြိုက်နေတဲ့လူတွေကချီးသေးတယ်အေးစစ်စစ်နားလည်မှုပြတဲ့ဖွေးစကြတော့ခင်ဗျားတို့ကဟမ်နေဘက်ငါစောက်ကုန်နေမှတော့ပြောတာတွေ့ရတယ်အဲကြောင့်လက်ရှိစိန်ကူဖြစ်ပြမှာကျွန်တော်ကတော့ PDF ထောက်ခံတယ် နော်သူတို့လောက်တာမှန်ရောကျွန်တော်ပြောတယ်ဟုတ်လားအဲ့ဒီမိသားစုကိုလည်းမှားတာကျွန်တော်ပြောတယ်ဒါချင်းကျွန်တော်ရဲ့ခံယူချက်ပဲနောက်တစ်ချက်နော်ဒီမပါမဖြစ်တဲ့ကျွန်တော်ဒီညောင်ကျိုးနာကနော်နဲရေကန်တွေခွေရေကန်တွေဟုတ်လားအဲ့ဒီစကန်တွေဒီဒီဒေချောင်းရကာကွေးစကန်တွေတော်တော်များများကိုအခက်တက်တော်နဲ့တက်ပုတ်ဆိုတာတင်းထားတာကိုတင်းပလိုက်ပြီးတည်တယ်အဲ့ဒီတော့ကာဝစာ6လား6လားကာဝစာ6ထင်တယ်ဟုတ်လားဒီကကွေးစယုံနာ6အဲ့ဒီနောက်မှာလေတမိုင်ဝန့်ကျင်နောက်ရောက်တော့တဲ့အတွက်နဲ့အခုဆိုလို့ရှိရင်စကစား နော်သူတို့ရဲ့တကယ်အခိုင်အမာစကန်ကြီးရဲ့ကြာတော့တဲ့အခိုင်အမာနေရာကြီးကြာတော့တဲ့အချိန်မှာဘာလုပ်လဲဆိုတော့ဟိုသူတို့မျောမင်းထားတာဖြစ်မလာဘူးဖြစ်မလာဘူးဆိုတာဒီကချင်ပြည်ဗမာမာလေးသူတို့မျောမင်းထားတာဖြစ်ဖြစ်မလာဘူးဒီဘက်အင်အားစုတွေရဲ့တော်လိုင်းအင်အားစုတွေရဲ့နော်သိမ့်ပိုက်တော့ပုံပြီးခင်လာရတယ်အဲ့တော့ထဲပိအရောက်ပြရဘာလုပ်လဲဒီပင်လေပြင်ကနေပြင်ရခိုင်ဒေသမှာဟုတ်လားလက်နဲ့ချင်းနဲ့ပြစ်တယ်လိန်နဲ့ဘုံလာချေးတယ်ဟုတ်လားကျွန်တော်ပြောပါတယ်တောက်ကုတ်ခွတ်တန်တွေး ။ဟာအဲအဲ့ဒီမှာလေရွေးကောက်ပွဲလုံးမှာကျွန်တော်မကြမကြဒီစကားပြောဘာရွေးကောက်ပွဲလုံးမှာလဲ။ဘာရွေးကောက်ပွဲလုံးမှာလဲ။သူတို့ကသူရဲ့ဂုံတိုက်ခါအရာစခန်းလေးအခုသိမ့်ပြဖို့အတွက်အကြည့်တထိုးစစ်နေတယ်။လက်နေချင်းနဲ့ပြည့်လို့အဲ့ဒီမျိုးကိုသိမ့်လို့ရမလား။လေရင်နဲ့ဖုံးကြည့်လို့မျိုးကိုသိမ့်လို့ရမလား။ဒီရခိုင်နေဆက်ကိုချော်လို့မရတာ။ဟမ်။ဥပမာရခိုင်နေဆက်ကိုချော်လာပြီးအမ်မျိုးထဲကိုရောက်လာပြီဆိုတော့အာဒါလက်နေချင်းနဲ့ပြည့်ပြီးသူသိမ့်တာလက်ခံလို့ရတယ်။အခုရိုးတောင်ပြောနေတယ်ဒီမကွေးရိုးဘက်ကိုတော့ချော်လို့မရတဲ့အတိုက်တိုက်ဖြစ်နေကြီးကိုဟမ်။ လေရင်နဲ့လာပြေလို့ရမယ်လေရင်နဲ့လာပြေရင်အဲ့ဒီမှာရှိတဲ့အိုးအိစိတ်စိမ်အိုးအိပြည်သူလူထုပဲဆုံချုံနေတာပါဒါအပိုင်းဒါကလုံနေကြပိုင်းပဲလက်နေကြီးနဲ့ပြည့်ဒီတိုင်းပဲပြည်သူတွေကလက်နေကြီးနဲ့ပြည့်တယ်ခဲ့ဒီသားကိုအခက်မခက်ရေးတော့ဘူးအရင်ကခက်ကတော့တစ်ခါလုံးတစ်ချက်ပြည့်ခံပြီလေတစ်ခါတစ်ခါဆိုတော့တင်းတော့ပြီဟောအဝေးကြီးကပြည့်တယ်ဟမ်ဒီလောက်အဆင်ပဲအဲ့တော့ရခိုင်ပြည်သားမှာရွေးကောက်ဝဲလုံးမယ်ဆိုတော့ခင်ဗျလက်ယုံကြည်ယုံကြည်လားယုံစရာလားလက်ခံစရာလားကြီးစရာလည်းဝက်ပြောင်းမြင်တယ်တကယ်ကြီးစရာအပိုင်းပဲနော် အဲကြောင့်မင်းအောင်လည်းဥစ္စာသွေးဦးသွေးတဲ့နဲ့အခုဆိုလို့ရှိရင်အာဟုတ်လားဒီအာဆီယံကဒီအိန္ဒိယ sorry မလေးရှားတယောက်လာတယ်ဟာချက်ပြရသွေးမွေးချက်ပြရတယ်နောက်ဆုံးကျဟိုကောင်ပြန်တော့မလေးရှားမှာစင်တာပြခင်ရတယ်မလေးရှားကောင်မလေးရှားကအာဆီယံကောင်ပြန်တော့မလေးရှားအမေရိကန်စင်တာပြတယ်မင်းဖြေရှင်းမိဒီကိစ္စကိုဟာအကျဉ်းဖက်လုပ်နေလို့ရဲကိုကဲဘယ်လောက်ထိရှက်ဖို့ကောင်းလဲနော် အာဆီယံထိကိုသွင်းပေးတာလဲမလေးရှားကသွင်းပေးတာမြန်မာနိုင်ငံကိုသက်ရွှေလက်ထက်မှာဟာမဟာသီတို့ တန်းရှိပြလိုက်တဲ့ကြောင်တုံးကြီးတွေယူပြီးဟာကျောင်းစင်းတို့ယူပြီးကြီးပွားချက်တာပြီးသူရဲ့ပိုင်ဆိုင်မှုတွေကအခုလုံးပြေးပါတယ်ဆိုလုပ်ပြီးဟုတ်လားအဲ့ဒီမှာမဟာတိတိတဲ့မြို့ဘေးမဟာတိတိမြေတဲ့မြို့မဟာတိဘလောက်ချက်တာသွားတယ်လဲနော်မြို့တိတဲ့မဟာတိကိုတဝက်အစိုးရတဝက်တိတာအဲ့ဒီကိုတဝက်ပြရရတယ်မင်းအွန်လိုင်းကိုပြလိုက်တယ် sorry တန်းရှိပြလိုက်တဲ့ကြောင်းစင်းတွေကြောင့်ကြီးပွားချက်တာသွားတာဟမ်အဲ့ကြောင့်မင်းတန်းရှိတို့ခင်မှာအာဆီယံဝင်ခွင့်ရသွားတာလေမဟာတိတို့ပြခဲ့တာအဲ့ဒီကမဟာတိတို့မလေးရှားဥက္ကဋ္ဌလေအခုလည်းမလေးရှားဥက္ကဋ္ဌလာပြီး ဲ့ဒါစားမယ်တောက်မယ်ဟမ်ခင်ဗျာသိလားအဲ့ဒီကိစ္စတွေကိုဒီတော့မင်းအော်လိုက်ပါတော့အချက်ကွေးပြီးရင်ကွေးတာပဲနိုင်ငံတကာကိုကျွန်တော်တို့ဟိုလားဒီစောက်ချေးရေးဖွေးဒီစာပို့ထားပါတယ်ဘယ်သူမှလာမှာလဲဘယ်သူမှမလာဘူးဟမ်ဘယ်သူမှမလာဘူးတရုတ်လာမယ်ရုရှားလာမယ်ပီလာယူလာရှင်လာမယ်နော်ဒါတော့သူတို့ပြဿနာသူတို့ပြဿနာသူတို့ရှုပ်ထွေးနေတဲ့အချိန်ဒီနေရာတွေဟုတ်လားအဲ့တော့လက်ရှိဒီကျွန်တော်တို့ရခိုင်နေဆက်မကွေးနေဆက်အီယာဝီတိုင်းစကိုင်းတိုင်းနေဆက်တွေမှာတော်လိုင်းရဲ့အဖွဲ့တွေရဲ့နော် ထိုးစိတ်ကိုအလူလေးခံနေရတဲ့စကားဆလူတွေဟာဘာလို့လဲဆိုတော့အခုကျွန်တော်ကျွန်တော်တို့ပေါ့နော်ကျွန်တော်ကပေါ့တော်တော်များများလိုက်ပေါ်မှာပြောရတဲ့ပါစာလေးတွေကိုပေါ့နော်အသီးတရားရောက်ပြောထားတယ်အခုပါစာတော်တော်များများဟာရှင်းတဲ့ရောက်ပြီဆိုတာနဲ့ဟုတ်လားအလင်းဝင်ဖို့အောင်စူးစမ်းတာကိုတွေ့ရတယ်တော်တော်ကိုကောင်းတဲ့ရေရှက်ဖြစ်သွားတယ်မဝင်လို့မရဘူးမင်းတို့ကအစားအမင်းဝင်ရှင်လုံးဝင်ခေတာမဟုတ်ဘူးစစ်သားလုံးရှင်ဝင်ခေတာမဟုတ်ဘူးအကြဲမဲ့ဖွဲ့ဝင်ရှင်ဝင်ခေတာမဟုတ်ဘူးအတင်းအကြက်ဖန်းစီပြီးခင်ခေါ်ပြီးရင်မင်းလုံးနေရတယ်အဲ့တော့မင်းတို့လက်နဲ့နဲ့ပြည်သူဘက်ကိုပူပေါက်ပါလို့အကြံပြတာဖြစ်တယ်နော်အဲ့တော့ စေးရနဲ့ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီရခိုင်ဒေသမှာပေါ့နော်သူများရအပင်လွှင်းနေတယ်လို့ပေါ့ဟုတ်လားဒီစာကဆက်လို့ပြီးတာအပင်လွှင်းတယ်လို့ပေါ့ရေရောက်ချီချောင်းနဲ့အကြည့်ချိုးဆစ်စင်နေပဲဆိုတာဟုတ်ကြရိုးတောင်တော့ကလုံးမရဘူးနော်မခွေရိုးမပေခူးရိုးမရခိုင်ရိုးမလာအေးရဝိဇာဆက်တော့မရဟုတ်လေးပြင်းတာတော့ပေါ့အင်းနဲ့တဲပုံစံကျုံနေတာဟမ်ကာပါစာရဲ့၆လ၆လောက်မသိဘူးအဲ့နာရဲ့နဲ့မိုက်ဝဲနာကိုရောက်နေတာဟမ်နေရီကစကန်လားဘာစကန်လဲမသိဘူးဟဲ့ကဘာလုံးစကန်နေကျုံထားပြီးပြီအခါတဲ့တော့တဲပုံစုကဆိုတော့စကားစားဒီဖက်မှာ ခွက်ခွက်လက်အောင်ရှုံနေတာကိုသိတာလေနော်အဲ့တော့ထိုးစိတ်ကိုလည်းတော်တယ်မလုံးနိုင်တော့ဘူးအဲ့တော့သူတို့မလုပ်လဲဆိုတော့သူတို့သိမ့်ပေးတဲ့ကြောက်မေးတော့နှောက်ရှို့တော့အိစမတော်ပြင်းသဇင်ဦးတို့ဟန်ရေးပြတာကိုတွေ့ရတယ်ဟမ်ဟန်ရေးတော့ပြတယ်အဲ့တော့ဒီခါကြလို့ရှိရင်လည်းပြော့ရင်လည်းမကြိုက်ပါဆိုတော့ဒီနေရာမှာနော်တည်ရနေရလို့သိမ့်မပြော့တော့ပြော့တာတော်တော်လည်းပြော့ပါပြီသူတို့တော်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 တော့နားလေပါပြီအဲ့ကျွန်တော်လည်းပြော့တာတော်တော်များပြီသူတို့နော်ပြော့မှလည်းဖက်ပါဘူးဗျဟုတ်လား တရားနေကလည်းပြုတ်မှအမှဲမှာမပြောသဖြင့်စောက်ပဝင်ရင်းနေမှာကိုအောက်ရှေ့လွဲသွားတယ်နော်အဲ့ဒါလေးပြောရင်ဒါဒီနေ့ကတော့ကျွန်တော်ဒီ NUG နဲ့တရားနေတဲ့ကိစ္စတွေဟုတ်လားဒီ KNU နော် KNU နဲ့ပတ်သက်တဲ့ကိစ္စတွေကိုမပြောတော့ဘူးဒါကျွန်တော်ကဒီအဓိကရှေ့သူဝေတော်အကြောင်းပြောချင်တာဒီနေ့အကြောင်းအမေရိကန်မှာနိုင်ငံမှာအင်ဝေးမှာဆိုလို့ရှိရင်ကိုမှကိုပြဟာကိုကတန့်ကျွေတထည့်ဆိုရင်တော့ဗျာ back နဲ့ပိုက်ဆက်ပေးလာပြီးရတာပေါ့အဲ့လိုမျိုးခင်ဗျားတို့ကျွန်တော်တို့ဟုတ်လားရွှေပြောက်ရောက်လာတဲ့လူတွေကြတော့အင်ဝေးမှာဆိုလို့ရှိရင် နှစ်နှစ်ဝါဟစ်စတိုလို့ခေါ်တဲ့နှစ်နှစ်နော် background အလုံးလုံးရတယ်အဲ့ဒါကိုပြရတယ်အဲ့ဒါကိုပြပြီးတော့ကိုရဝင်ငွေပေါ်မူတည်ပြီးဟွာငွေရှိမဲ့ company တွေကကြီးပြီးကိုဝင်နိုင်တဲ့အတိုင်းတော့ပေးတာအဲ့လိုမဟုတ်ပြနေကျွန်တော်၆သိန်းနဲ့ဝင်မယ်၇သိန်းနဲ့ဝင်မယ်ဆိုပြီးကိုလုံးတဲ့ငွေနဲ့ဝင်မရပါဘူးနော်အဲ့တော့ဒီရှိသူဝေတို့ပန်ဆယ်လိုတို့ဒီအာဇာနီတို့ဝေအင်ဝေတယ်ဆိုတာသူတို့နောက်မှငွေကျင်းနဲ့ပတ်သက်ပြီးရင်နောက်ကထောက်ပဲ့ပေးနိုင်တဲ့နော်အဖွဲ့အစည်းလူပုဂ္ဂိုလ်တွေဝေကြီးရှိတဲ့လူရှိတယ်ဆိုတော့ တည်ထားဖို့လိုတယ်အဲ့လိုပဲသူတို့ဝေထားတဲ့အိန္ဒိယဟုတ်လားဒေါ်လာတစ်သန်းတန်းဒေါ်လာ၅သိန်းတန်းဆိုတာအမေရိကန်မှာနေတဲ့လူတွေတို့ကဘာမှထူးခြားတဲ့ကိစ္စတွေမဟုတ်ဘူးနော်ထူးခြားတဲ့ကိစ္စတွေမဟုတ်ဘူးဘာလို့လဲဒီဥကနယူးယောက်ကယ်လီဖိုးနီးယားမှာဆိုလို့ရှိရင်ခင်ဗျားတော်ကြည့်လိုက်အိန္ဒိယတေးသေးလေးစွတ်စွတ်လေးသူတို့ကဘယ်လိုပြောမလဲဒီနိုင်ငံတော်မှာပြည်နေမျိုးကြီးတွေပေါ့နိုင်ငံကြီးမျိုးတွေဖြစ်တဲ့အတွက်နဲ့အိန္ဒိယဈေးခုန်တက်သွားတာဥပမာရန်ကုန်မှာဆိုချွေတောင်ကြားလဲလို့ပေါ့အိန္ဒိယလောက်ဖို့ဈေးခုန်တယ်အဲ့လိုမျိုးပဲနော် စိတ်ခုန်တက်တာအဲ့ရောက်ဘာမှမဟုတ်အခုခြေသွေးဝေတော့နေတဲ့နေရာတွေဆိုတော့လေဝေတဲ့မျိုးဆိုတော့လေသူနေတဲ့မျိုးဆိုတော့ကျွန်တော်တိတ်မသိဘူးဟိုဂျောက်ပိုင်းမှာဒီကောဒီတက်ဆက်မှာတကယ်နာမည်ကြီးမျိုးတွေဟောက်ဟိုစတန်ရှိတယ်အော့စတန်ရှိတယ်နော်ဒါလက်ဖော်ဝါရှိတယ်နော်ဒီဆန်အန်တိုနီရှိတယ်အဲ့တကယ်မျိုးတွေနော်တကယ်ကိုပြောပြမလဲလူစေကားတဲ့မျိုးတွေပေါ့နော်ဒီအခြားမျိုးတွေလူမစေကားတဲ့မျိုးစေကားဒါပေမဲ့ဒီတက်ဆက်မှာအဲ့ဒီမျိုးတွေတကယ် popular မျိုးတွေဒါလက်ဖော်ဝါတို့ နော်ဒါလည်းဖော်ဝါဆိုတက်တက်ရှိတယ်ဒါလည်းဆိုတော့တက်တက်ရှိတယ်ဒါလည်းမျိုးပေါ့နော်ဒါလည်းဖော်ဝါမျိုးဒါလည်းမျိုးအော်စတန်ဟူစတန်နော်ဒီဆန်အန်တိုနီအခြားဒီတို့မျိုးကြီးမျိုးတွေရှိတယ်အဲ့ဒါတကယ်ပေါ်ပြမျိုးတွေသူ့ရဲ့ထူထက်တဲ့အလောက်ကရှိတယ်ဘာအမျိုးတခြားတခြားမျိုးတွေကစိတ်ငြိမ်မျိုးလေးတွေဒါမျိုးတွေခေါ်တာလို့ဖြစ်တယ်အဲကြောင့်ကျွန်တော်ပြသလို့ထူထက်မှာကနော်ဘာပဲဆိုဆိုပါဒီကိစ္စတွေကတည်တည်တိထိုင်လို့ကျွန်တော်ရှာပြပေးရတယ်ပန်စင်ဒီရှေ့သူဝေတော့အင်ဝေတာမှလာမှန်လာဆိုတာကတော့ခုကတော့ဆုံးဖြတ်တကယ်သူတို့ဝေနိုင်တဲ့အတိုက်တာတော့မရှိဘူး နော်သူတို့ဝင်လိုက်တဲ့အတိုက်တာရှေ့သူဝင်တော့အိမ်ဝင်လိုက်တဲ့အတိုက်တာမရှိဘူးငွေကြေးရှိရတော့ဝင်လို့မရဘူးသူတို့ကဒီကိုရောက်တော့လည်းမကြသေးဘူးနော်တနေ့တော့ဝက်ရှိအောင်မထင်နဲ့ကျွန်တော်ထင်တာနော်အဲ့ဒီတော့အလုပ်လည်းမလုပ်သေးဘူးအလုပ်လုပ်တဲ့ထားအောင်တနေ့တော့နဲ့ရောက်ရောက်ချင်းနဲ့အလုပ်လုပ်ရတာမဟုတ်ဘူးဟုတ်လားရောက်တဲ့ဆန်နဲ့ဟုတ်လား၃၄ကားလားမဟုတ်လားခင်ဗျားပစ္စည်းစီရဆုံးပါဟုတ်လား social security တို့ work permit တို့ဘာညာခွေးအကုန်ရှိမှနော်ခင်ဗျားတို့ရှိမှရအောင်လုပ်ရတာခင်ဗျားလုံးလုံးနေရင်အလုပ်လုပ်နေတာနေပြေလို့နော် သူမှအဲ့ဒီ green card မရှိဘူးဆိုတော့အလောပြောဦးမှာနော်အဲ့ဒီတော့ဒါပြန်ရှုံရှုံညုံပြီးကြီးမယ်ဆိုလို့ရှိရင်ချစ်သူဝေတို့ပန်ဆယ်လိုတို့အာဇာတို့အင်ဝေတို့ဆိုတော့သူကနောက်မှာရှိတဲ့ background နောက်ခံကငွေကြေးထုတ်အထူးထင်တဲ့ line နဲ့လူတွေကြောင့်ဝေနေတာလို့ကျွန်တော်ကျွန်တော်ပြည်သူလူရှာပြဖြစ်တဲ့တော်လိုင်းနဲ့ပတ်သက်ပြီးဆိုရင်လည်းအခုချိန်မှာအရန်ကိုကျွန်တော်ရခိုင်ဒေသမကွေးနေတဲ့စကိုင်းတိုင်းအရာဝတီတိုင်းနော်အရင်ကကချင်းပြည်နယ်ကောင်းတယ်ချင်းပြည်နယ်မှာလည်းဟုတ်လား CB ထင်းချောက်နေတာအလုံး AC ရှိတယ်။ကရင်နီကောင်းတယ် ကရင်ဖက်မှာပဲနင်း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 လှုပ်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 ကြာကျွန်တော်ဖြစ်တာဖြစ်တယ်အဲရောက်အားလုံးဒီနောက်နဲ့ဒီနေ့ဖို့တော့ဒီနောက်နဲ့အဆင်ပြေကြပါစေ။